ထောင်တွင်ကြနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာထောင်တွင်မှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခတွေကိုခံစားကြအောင်ထောင်ကလွမြောက်လာလို့ရှင်အဲ့ဒီဒုက္ခဒုက္ခတွေမရှိတော့အဲ့ဒါလို့ပဲတန်တရာဆိုတာထောင်ကြီးနဲ့လာတဲ့ထောင်ထဲမှာဒုက္ခမျိုးစုံတွေ့ရတယ်လို့ပဲတန်တရာမှာလည်းဒုက္ခမျိုးစုံတွေ့အဲ့ဒီထဲမှာအဓိကတွေ့ကြရတဲ့ဒုက္ခတွေကို မြတ်စွာဘုရားဖော်ထုတ်ပြထားတာတော့ဒုက္ခအမျိုးစာပေါင်း၈မျိုးပြထားတာဒုက္ခအမျိုးစာပေါင်း၈မျိုးဘယ်သူမှရှောင်လိုက်လို့မရနိုင်တဲ့ဒုက္ခမျိုးပေါင်း၈မျိုးအဲ့ဒီ၈မျိုးဒါရေးတွက်ပြတာ၈မျိုးချုပ်ငုံပြောလိုက်လို့ရှိဘဝမှာဖြစ်နေတဲ့ဒုက္ခတွေကတည်တဲ့များတယ်ပေါ့ဒါကြောင့်ဒုက္ခဟုသမျှလွတ်မြောက်အဲ့ဒီဒုက္ခ၈မျိုးကဘာတွေတုံးဆိုဓမ္မစကြမှာမြတ်စွာဘုရားဟောထားတဲ့အတိုင်း สัตติปิทุกข์ဘဝတစ်ခုမှာစပြုတ်ပြီးတော့မွေးဖွားလာရတာလည်းပဲဒုက္ခပဲမွေးဖွားလာခြင်းဟာ ပြဒနာရဲ့အစဖြစ်တယ်မွေးဖွားလာခြင်းဟာတမ္မန်ကြည့်ရင်တော့တောကကြီးကသူရောက်လာတဲ့လောကကြီးကပြောစရာကြီးလို့ထင်အောင်ထင်လိုက်လူသားတယောက်အနေနဲ့မွေးဖွားလာတဲ့အတိဝင်ကြည့်မွေးဖွားလာတဲ့အချိန်မှာငိုယူပြီးတော့လောကကိုမှမွေးဖွားလာတာဖြစ်တယ်အဲ့ဒါထား မွေးပေါ်လာသည့်အတွက်ကြောင့်စဉ်စမပြဖြစ်ပေါ်လာမဲ့ပြဿနာတွေကဘာတွေတုံးမွေးဖွာလာခြင်းကိုမွေးဖွာလိုက်တာနဲ့တပြိုင်နဲ့စဉ်စမပြဖြစ်လာမဲ့ပြဿနာကတဖြည်းဖြည်းကြီးရင်လာပြီးတော့အိုမင်းလာတဲ့ဆရာတေကြပါဦးပဲတာ ိုးမှသေးကြပါ့ဖယ်ဘသူမှရှောက်တတ်လို့မရဘူးအနေနဲ့မြန်မယ်ငယ်ငယ်တုန်းကတော့ဘုန်းကြီးတော့ထင်တယ်ကိုငယ်ငယ်လေးတုန်းကအဖိုးကြီးတွေဖွာကြီးတွေတွေ့တော့အော်သူတို့ပွေးတယ်အဖိုးကြီးဖွာကြီးတွေထမရဲ့လို့အောင်းမိအခုကကိုကအဲ့ဒီအဆင်ရောက်လာဖိုးကြီးဖွာကြီးဖြစ်လာအော်ကိုလေးရောက်လာတာပဲအဲ့ဒီကို ိုမင်းနဲ့အဖိုးဖွာဆင့်ကိုကိုကရရောက်လာပြီဆိုတော့မှအော်လူတိုင်းရောက်ရမှာပါလားဆိုတာသူဩပေါက်တယ်ပို့ပြီးတော့သဘောပေါက်လာတယ်မရောက်သေးရင်လက်တွေ့မဟုတ်သေးဘူးရောက်လာပြီဆိုရင်တော့ဒါလက်တွေ့ဦးချင်းဆင်းရဲဆိုတာတကယ်ဟုတ်တယ်ဩဦးချင်းဆင်းရဲဆိုတာတကယ်ရှိတယ် အစသာရရနုပြမှုတွေဆုံးရှုံးသွားတယ်အင်အားတွေဆုံးရှုံးသွားတယ်အများကြီးပဲဆုံးရှုံးသွားတယ်ခန္ဓာကိုယ်ရဲ့ဆွမ်းဆောင်နိုင်မှုတွေအများကြီးဆုံးရှုံးသွားတယ်မျက်စိရဲ့ဆွမ်းဆောင်နိုင်မှုဆုံးရှုံးနေနားရဲ့ဆွမ်းဆောင်မှုတွေဆုံးရှုံးနေ သွာလာလှုပ်ရှားမှုဣရိယာပုတ်တို့ရဲ့ဆွမ်းဆောင်မှုတွေလည်းဆုံးရှုံးနေအများကြီးဆုံးရှုံးသွားအိုးလိုက်တာအဲ့တော့အဲ့ဒါဆင်းရဲပဲဇာတိဆိုတာမွေးဖွားလိုက်တာနဲ့တပြိုင်နက်ဇာတိဒုက္ခရင်ဆိုင်ပြီးတာနဲ့နောက်ကနေဒုက္ခတွေတတိကြီးရောက်လာတယ်အဲ့ဒုက္ခတွေကစရာစရာမရောက်ခင စရာရောက်ပြီးနောက်ဘာဖြစ်တုံးဆိုဖြာတိခဏကိုမှာဟူနာနာတိနာနာခံရခဲ့တဲ့ဒုက္ခဝေဒနာတွေပေါ်တယ်ဖြာတိပိဒုက္ခအတိပိဒုက္ခဒါလည်းရှောင်လည်းလို့မရဘူးအဲ့ဒုက္ခတွေတန်တရားဆိုတဲ့ထောင်းတွင်ရောက်လာတာဟာသာတိနဲ့ရောက်လာတာ ဘုန်းကြီးတို့တွေမွေးလိုက်ခရေကတန်တရားထောင်နေမှာတန်တရားထောင်ကြီးတယ်ဘုရောက်လာရောက်လာတဲ့နေ့တပြိုင်နဲ့စရဒုက္ခတွေ့ပြီဖြာရီဒုက္ခတွေ့ပြီမကြခင်တွေ့ရမှာကမရဏဒုက္ခတွေ့သွားတဲ့ပုဂ္ဂိုလ်တွေနဲ့အများကြီးကြုံခဲ့ပြီ ဩတွေ့သွားတာလေအများကြီးကြုံခဲ့ပြီ။နာယီဆိုတဲ့ဝေါ်ဟာရနဲ့လိုက်ပို့ခဲ့ရတာလေအများကြီးပဲ။အဲ့လိုမရဏဒုက္ခဆိုတာလည်းပဲဒီတန်တရားထောင်ကြီးတွေမှာရှိနေတယ်ပေါ့။တန်တရားဝရှိရဲ့မှာရှိနေ။ဒါလည်းဒုက္ခဓမ္မကြီးမှတဲ့ဒုက္ခ။ ီကြားထဲမှာဒါကတော့အစနဲ့အဆုံးကိုအကြီးမားဆုံးဒုက္ခကြီးတွေကိုပြောလိုက်တာမွေးဖွားခြင်းနဲ့သစ္ဆုံခြင်းဆိုတာဘဝမှာအကြီးမားဆုံးဒုက္ခဒီဒုက္ခ၃မျိုးအပြင်မှာကြုံတွေ့နိုင်တဲ့ဒုက္ခတွေအရှိသေးတယ်ဘာတွေတော့ဆိုတော့တောက စွေရရတယ်စွေစိတ်တွေဖြစ်တယ်ญาติပြဒနာအမေသိလို့အဖေသိလို့ပစ္စည်းတွေဆုံးရှုံးလို့စွေမျိုးတွေသိလို့ပစ္စည်းတွေဆုံးရှုံးလို့ယောဂဝေဒနာ ဖြစ်လို့ခုခေတ်ဆိုယောဂဝေဒနာတွေအမှဓမ္မကြောက်စရာကောင်းတယ် တချို့ယောဂဝေဒနာကုမရတဲ့ယောဂဝေဒနာလေးဆိုရင်လူကသိဖို့စောင့်နေရတယ်လို့ဖြစ်အယောဂဖြစ်ပြီဆိုလို့ရှိရင်ဒါဖြာသနာတစ်ခုပဲဇာမရေးတစ်ခုဆုံးရှုံးသွားတယ်အဲ့တော့အမိသေးတယ်ဖိသေးတယ်ဆွေတွေမျိုးတွေသေးတယ်အဲ့ဒါဆိုရင်တော့ကဖြစ်ကြတယ်လူတွေပစ္စည်းဥစ္စာတွေဆုံးရှုံးကြတယ်တော့ကဖြစ်တယ် ကျမ်းမာရေးဆုံးရှုံးပြီးယောဂဖြစ်တယ်။ဒါလည်းတော့ကဖြစ်တာပဲ။ရောဂပြဒနာလို့ခေါ်တယ်။ယာတိပြဒနာ၊ပောဂပြဒနာ၊ရောဂပြဒနာ။ဒီသုံးခုကလူကိုနှိမ့်ဆက်နေတာ။ကြုံတွေ့တဲ့အချိန်၌တော့ကဖြစ်တယ်။နောက်တော့ကဖြစ်နိုင်တဲ့အရာနှစ်ခုကတော့လူတွေကတော့သိမဖြစ်ပါဘူး။အဲ့ဒါအတွက်တော့ကသိမဖြစ် တဲ့ဝေတောကဖြစ်เสียကောင်းတာအဲ့ဒီနှစ်ခုကပိုကောင်းတယ်။ဘာလို့ဆိုရင်သီလဖြတ်သနာနဲ့ဒိဋ္ဌိဖြတ်သနာ။ကိုချင်းတရားပျက်စီးခြင်းသီလဖြတ်သနာ။အယူဝါဒပျက်စီးခြင်းသီလဖြတ်သနာဆိုတာကာဘသီလကျိုးပေါက်ခြင်း။ကိုချင်းသီလကိုမထိန်သိမ်းမဆောင်ရှောက်ခြင်း။အဲ့ဒီအတွက်တော့လူတွေက ရတော့အပြင်မစိုးရိမ်ညာဘူးလို့ထင်တယ်သို့တော့ဘာကြောင့်ဒီပြဿနာတွေထဲထားတော့ဆိုရင်ငါဘာတိလကျုပ်ပေါက်ခြင်းဟာတော့ဘဝအတွက်အခြေအနေမကောင်းတာပဲဟောအပေငရဲကြဖို့လမ်းကြောင်းပေါ်ရောက်သွားတာပဲတိလပျက်စီးသွားပြီဆိုရင်အပေငရဲရောက်ဖို့ခွချက်ချက်တော့မရောက်သေးဘူးဒါပဲလို့ နောက်ဘဝဆိုတာကောင်းစရာမရှိတော့ဘူးသူကအဲ့ဒါအတွက်စိုးရိမ်မဲ့ဆိုရင်စိုးရိမ်စရာကြီးပဲဒီဘဝမှာစီတဲ့ဥစ္စာတွေချမ်းသာလို့ပြောလို့ရှင်လို့အပေါင်းအသင်းနဲ့နေထိုင်လို့သို့တော်ကိုကြီးတည်းကပျက်စီးသည့်အတွက်ကြောင့်မကြခင်ကြုံတွေ့ရမဲ့ဒုက္ခအလွန်ကြီးမားတယ် ပေးကြမယ်တိရစ္ဆာန်ဖြစ်မယ်ပြိတ္တာဘဝရောက်မယ်အပေဘုံရောက်သွားမယ်အဲ့ဒါပို့ချောက်ချက်ပေါ့ပြောရတာကတက္ကနခံရမှာကထာဝရဆိုလို့ဖြစ်တယ်သို့တော့အပြောထက္ကနလေးကိုကြည့်ပြီးတော့ခံရမဲ့ထာဝရကိုမေ့ထားနိုင်ကြသေးတယ်သူတွေဒါမှမဟုတ်သီလပြဒနာကိုသိပြီးတော့ ကောင်းတဲ့မှာမထဲတဲ့လူတွေအများကြီးပဲ။နောက်ဒိဋ္ဌိပြဒနာဆိုတာရှိတယ်။အမြင်တွေပြည့်စည်သွားတယ်။အယူဝါဒတွေပြည့်စည်သွားတယ်။အဲ့ဒီဒိဋ္ဌိပြဒနာဆိုတာဘာပြောတာတော့ဆိုရင်ကံတရားရဲ့အကျိုးကိုညှင်းပယ်တာ။ကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူး။ဆိုးတာလုပ်လဲဆိုးကျိုးမဖြစ်ပါဘူး။နောက်ဘဝဆိုတာမရှိပါဘူး။အဲ့လို မင်္ဂနဲ့ယူဝါဒမဟုတ်ပဲနဲ့မာရွင်းနဲ့ယူဝါဒကိုလက်ခံတာ။နောက်ဘဝကိုမယုံဘူး။နော်။နောက်ဘဝမယုံဘူး။သိပြီပြန်မွေးမယ်ဆိုတာမယုံဘူး။ကောင်းတာလုံးလို့ကောင်းတဲ့ဘုံရောက်တဲ့ဆိုတာလည်းမယုံဘူး။မကောင်းတာလုံးလို့ငရဲကြမယ်ဆိုလည်းမယုံဘူး။လက်မခံဘူး။အဲ့ဒါဒိဋ္ဌိပြဒနာလို့ခေါ်တယ်။အဲ့ဒီဒိဋ္ဌိပြဒနာကလည်းပဲ ဒီဘွားမှာအစဉ်ပြေးနေတဲ့အချိန်မှာတော့သူကပြောနေကောင်ပြောနေလိမ့်မယ်။သို့တော့နောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင်သူ့အတွက်ကအကောင်းမရှိတော့ဘူး။ဆိုရင်မဲဆိုရင်လွန်ဆိုရင်ကြကောင်းတဲ့အရာရှိပဲ။နောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင်အကောင်းမလာတော့ဘူး။တကယ်အဆိုးတွေနဲ့ရွေးကြုံရမယ်။ ဘာလို့လို့ဆိုမြတ်စွာဘုရားကမာယွင်းနဲ့အမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့ငရဲဘဝနဲ့တရိစ္ဆာန်ဘဝဒါကိုပဲမျှော်လင့်ရမယ်မျှော်လင့်နိုင်တယ်ပေါ့သူရဲ့အနာဂတ်ဟာငရဲနဲ့တရိစ္ဆာန်ဒီနှစ်ခုပဲမျှော်လင့်နိုင်တယ်လို့ရသော်ပြဟောထားတယ် ဲ့တော့လာလာမကောင်းဘူးပေါ့နော်လာလာမကောင်းအဲ့ဒါလေပြဒနာနှစ်ခုတည်းမှာထည့်ထားတယ်သူတို့ကရေရှိပျက်စီးမဲ့အရာတွေဒီညာတိပြဒနာဆိုတာရေထူဒီဘဝတခဏဘောဂပြဒနာဆိုတာပြန်ရှာလို့ရသေးတယ်ရောဂပြဒနာလည်းကျမ်းမာရေးကုစားလို့ရသေးတယ်အဲ့ဒီပြဒနာတွေကသို့တော့ ဖြစ်ထန်တဲ့လူတွေမှာစိတ်တော့ကောင်းဘူး။ဉာဏ်ဖြစ်စီ။ဉာဏ်ဖြစ်စီ။အဲ့ဒီတောကဆိုတဲ့ရှင်နေနှလုံးထဲမှာပူလောင်နေတဲ့ခံစားချက်စိတ်ထဲမှာဖြစ်တဲ့စိတ်ခံစားချက်ဒေါမနတဝေဒနာလို့ခေါ်တဲ့စိတ်ခံစားချက်ဒါလည်းဒုက္ခပဲ။တန်တရာထဲမှာရောက်လာရင်အဲ့ဒီဒုက္ခတွေးမှာပဲသိကြတယ် နောက်တစ်ခုကအဲတော့က6မထိန်နိုင်တော့ညိကြငိုကြွေးရတာပရိဒီဝတောကဖြစ်ရင်ပရိဒီဝတော့တော့ဆောက်လိုက်လားဒါလည်းရှင်ရဲ့ဒုက္ခတစ်ခုပဲနောက်တစ်ခုကဒုက္ခဒုက္ခဆိုတာကာယကဒုက္ခကာယကဒုက္ခ ခန္ဓာကိုယ်မှာယောဂကြောင့်ဖြစ်စေနာကျင်နေကြိုက်ခဲတယ်တစုံတစ်ခုထိကြိုက်မှုလို့ဖြစ်စေတစုံတစ်ခုကြောင့်ဖြစ်စေခန္ဓာကိုယ်မှာနာကျင်နေကြိုက်ကဒုက္ခရိခံရတယ်အဲ့လိုမရဘူးစားလို့မရဘူးအဲ့လိုမရဘူးဒုက္ခဝေဒနာတွေမျိုးစုံခံစားကြိုက်ကဒုက္ခ အဲ့ဒီကာယကဒုက္ခဖြစ်တာ ਨੇ နောက်ကပါလာတော့ဆိုဒေါမနတစေတသိကဒုက္ခစိတ်ထဲမှာမခံစားနိုင်လောက်ဖြစ်လာတယ်ဒေါမနတခုနတောကကဆိုရင်နာဒီဒေါမနတကမခံစားနိုင်လောက်ဖြစ်တာအဲ့နှစ်ခုစလုံးကဒေါသနဲ့ဖြစ်လာတာ၄ကြီးပဲ သို့သောတောကကဆုံးရှုံးမှုနဲ့ပတ်သက်တယ်။ဒေါမနတကတော့ဒေါသဖြစ်တာနဲ့ပတ်သက်တယ်။ကာယကဒုက္ခဖြစ်ရင်စိတ်ထဲမှာမခံတာလို့ရှိရင်ဒေါသတွေဖြစ်တယ်။အဲဒေါသစိတ်ခံစားမှုတွေလည်းပဲသူရဲ့ငြိမ်ချမ်းမှုကိုပျက်စီးစေတာပဲ။နောက်တစ်ခုကဘာလို့ဆိုဥပယတာဥပယတာဆိုတာဒေါသပဲသူက ဒေါသထွက်လွန်အောင်ကြည့်တဲ့အခါမှာလူတွေဟတ်တဲ့ရတော်တော့သိထင်အောင်ဖြစ်တယ်စိတ်ဒေါသဖြစ်ရင်စကားတော့မပြောနိုင်တော့ဘူးအဲ့ဒီလူထင်အောင်ဖြစ်တတ်တယ်အဲ့တော့ဒေါသဖြစ်နေတဲ့လူတယောက်ဟာ စိတ်ပင်မမှုနဲ့ရင်ဆိုင်ရတယ်အဲ့ဒါလည်းဒုက္ခပဲတန်တရာတွေမှာတွေးရတဲ့ဒုက္ခတွေအဲ့ဒီဒုက္ခတွေကိုမြတ်စွာဘုရားဖော်ပြထားတယ် စာတိစရာဖြာစာတိစရာမရဏဖြာရိမထေဖြာရိမပါနော်စာတိစရာမရဏတောကပရိဒေဝဒုက္ခဒေါမနတာဥပယတာဒီရှိခုဖြာရိကထဲမထတာဗောထဲဘာလို့ထဲမထတာတော့ဆိုစရာထဲမှာပေါင်းထားလို့အဲ့လိုပြောလို့ရတယ်နော်စရာနဲ့ဖြာရိကိုတွဲပေးထားတာ အဲတချို့စာအုပ်တွေမှာတော့ပါတယ်ဖြာတိသို့တော့ဘီတဆက်တပါ ရေးတက်တဲ့အခါမှာဖြာရိမပါတဆက်တသိအပုမီဆိုတာရေးတက်တဲ့အခါမှာဒီဟာရှိခုနဲ့ရာဂဒေါသမောဟသုံးခုထဲအဲ့ဒါလူတွေက7တမီငိမ့်ရင်လို့ဘာလို့လို့7 7တိရှောက်လို့ကြာငိမ့်ပါမလားအဲ့လိုလို့ယုံနေ ကနန်းလေးလှုပ်ထန်တယ်ကြိတ်မလားဖျောင်းတိုင်းထွင်တော့ဆက်တက်ဆက်တက်တာရှေးလူပြန်တော့လဲဆက်တက်ခွက်ပန်းတက်ပြန်တော့လဲဆက်တက်ပွဲပိုးလှူမကောင်းလားအဘလို့လဲဆက်တက်မီးငိမ့်ညင်တာတဲ့ဆက်တက်မီးဆိုအဲ့ဒါလေးပြောတာပဲနော်သာတိစရာပရဏ သောကပရိဒေဝဒုက္ခဒေါမနတာဥပယတဒီရှင်မျိုးမှာရာဂဒေါသမောဟဒီသုံးခုထဲလိုက်တဆက်တသိအပူမီလို့ခေါ်တယ်ဒါရဲပူလောင်တာလေးကြီးပဲကောင်းတယ်ဖြာရီထဲလိုက်မယ်ဆို12မီဖြစ်သွားမှာပေါ့နော်အဲ့တော့12မီ စတမီရဲ့ဘယ်မှာဟောရတော့ဆိုအဋ္ဌိတပရိယာယ၃ခေါ်တာမိအနေနဲ့ဟောတာအဋ္ဌိတပရိယာ